်မင်္ဂလာမင်္ဂလာပါခင်ဗျာကျွန်တော်တို့ new future youtube channel ရနေကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ပညာရေးနဲ့အာနာရှင်စနစ်အောက်ကဆိုးရွားလွန်းတဲ့ပညာရေးကြောင့်ဖြစ်ပျက်လာတဲ့အရာကိုပြောပါရစေ။အခုပညာရေးနဲ့ပညာတက်ရင်ကောင်းလားပညာမတက်ရင်ကောင်းလားဆိုတော့တချို့အခုမြန်မာနိုင်ငံအတွက်မှာဘွဲရပညာမတက်ပေမဲ့အသိဉာဏ်တရားရှိတဲ့လူဒန်းစားတွေအများကြီးရှိတယ် အဲ့ဒီအရာမှာနိုင်ငံရေးကိုငါတို့ပညာမတက်လို့နိုင်ငံရေးကြောင့်နားမလည်လို့မဟုတ်ဘူးဗျအဲ့ဒီမှာကျွန်တော်တခုရှိတယ်ဘူးလူမှုဆက်ဆံလူမှုရေးဆက်ဆံလူမှုဆက်ဆံရေးဆိုတဲ့အရာဘာလဲဆိုတော့အာနာရှင်စနစ်အောက်မှာအကိုကြုံခဲ့ရတဲ့လူတွေအချင်းချင်းဖြစ်ပြက်လာတဲ့အလေးကပြောမယ်ဆိုတော့ဗျစိုက်ကားစရာတွေအဲ့ပြောကြည့်ပါဘာဖြစ်လဲဆိုတော့နောက်တယောက်နဲ့တယောက်လေးစားရမှန်းကိုလည်းမသိနားမလဲတော့နားမလဲတော့နောက်တယောက်နဲ့တယောက်အယူသီထားရမှလည်းမသိတော့နောက်တတော်များကျွန်တော်မြန်မာနိုင်ငံသားကလူတယောက်ဟိုတွေ့ဆက်စပ်တွေ့တယ်နဲ့ ဟဲ့မင်းတက်ဘယ်လောက်ရှင်းအဲသူထအသက်ငယ်မယ်ဆိုရင်နင်းနေကပြောဖို့အာအဲအပေါ်မှာလို့လို့လို့တာအဲ့အဲ့ဒီမှာဘယ်လိုပြောလို့ဆိုအီရီဟတ်ဘနဲ့ဂါရဝါတရားတွေပါနဲလာနဲလာတယ်ဟုတ်တယ်အဲ့နဲလာတဲ့အရာတွေကိုဘာကြောင့်နဲလာလဲဆိုတော့ပညာရေးစနစ်ကပညာပညာရေးစနစ်ကြောင့်တော့ပညာရေးမှာကျောင်းမှာသင်တဲ့ဆရာဆရာမတွေကကျွန်တော်တို့ဟိုကလေးတွေကိုဟိုကြီးတဲ့သူကိုဘယ်လိုယူသေးရမလဲငယ်တဲ့သူကိုဘယ်လိုလေးစားရမလဲမိမိနဲ့ဓာတ်တူကိုဘယ်လိုမျိုးယူသေးသမှုနဲ့ဆက်ဆံရမလဲဆိုတဲ့အပိုင်းခြားတွေကို ကျွန်တော်တို့အာနာရှင်စနစ်အောက်မှာကတင်မပေးတာမူတင်ပေးပြီးတော့ကတော့ပဲပြောရင်ခမင်းကျွေးပြီးပါရိုက်တဲ့အကွက်မျိုးတွေလောက်လာတာတွေရှိတယ်ဟုတ်တယ်အဲ့ဒီဒါကြောင့်ကျွန်တော်တို့ဟိုအာနာရှင်စနစ်အောက်မှာချက်ချက်တော့ကျွန်တော်တို့အများဆုံးတွေ့လာတယ်အကိုလည်းအများဆုံးတွေ့လာပဲကျွန်တော်တို့ညက်ပဲဆိုရင်ဒီ6နိုင်တီးရနဲ့အပြေမထွက်ရဘူးမထွက်ရဘူးမထွက်ရဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ရဲ့အထက်မှာရှိတဲ့မိဘတွေဦးလေးသားချင်းတွေအကိုအမတွေကတုံတင်ဆုံးမထားတယ်ရအဲ့ဒီတုံတင်ဆုံးမမှုတွေကို ပညာရေးစနစ်မှာကောင်းကောင်းအာဏာရှင်စနစ်ရောက်ကပညာရေးစနစ်မှာကောင်းကောင်းမတင်ခဲ့ရတဲ့အတွက်ဒီလိုလူမှုဆက်ဆံရေးနယ်ပယ်တွေပါမှာအားနည်းလာအားနည်းလာတယ်ဟုတ်တယ်ဟုတ်တယ်အားနည်းလာကြတယ်ဒီလိုအားနည်းလာတဲ့အပေါ်မှာအာဏာရှင်စနစ်ဟာကောင်းသလားမကောင်းသလားအာဏာရှင်ရဲ့အောက်မှာနေထိုင်ရတာကောင်းလားမကောင်းလားဆိုရင်ကျွန်တော်တို့ခမရတို့အသက်ကြီးတဲ့လူပဲဖြစ်ဖြစ်40ကျော်50တန်းနေပဲဖြစ်ဖြစ်အားလုံးကောင်းကောင်းသိလာရဲ့ဟုတ်ကဲ့ပြောအောင်ဘယ်လိုမျိုးလဲဆိုတော့အခုကျွန်တော်ကြုံရတဲ့အရာပေါ့နော် ဟိုဒီဒီလူမှုရေးနဲ့ပတ်သက်တဲ့အရာလေးတွေပေါ့ဘာဖြစ်လဲဆိုတော့တယောက်နဲ့တယောက်ကလည်းဟိုခလေးကိုဘယ်လိုအလေးစားထားရမှလည်းမမြင်အောင်နောက်တော့ခလေးတယောက်ကိုသူတို့ကပြောမယ်စင်ခလေးတယောက်ကိုသူတို့ကပြောလိုက်မယ်စင်ဟိုအထင်သေးတဲ့ပုံစံလည်းဟုတ်တယ်အာငါကမင်းတို့ချက်ဟို အေးရေးအတက်ပူကြီးတယ်အတက်ပူရေးပူအေးငါပူပြီးသမင်းစားတယ်အဲသမင်းငါပူစားရေးပူအရင်ချိုးလာတဲ့ကောင်မင်းပူမန်းအိမ်မန်းမင်းမသိဘူးအဲသူတို့အဲ့လိုမျိုးပဲတွေးနေကြတော်တော်များများကြောက်လို့တွေးတယ်ဆိုတာကလည်းအေးစနစ်ဆိုးရဲ့အောက်မှာအဲ့ဒီအတက်ကြီးတဲ့လူတွေရဲ့ဟိုတနေ့ကျွန်တော်ပြောသလိုပေါ့အတက်ကြီးတဲ့လူတွေကိုအာနာချင်းကကောင်းကောင်းဂျေးတယ်တာရှိတယ်ဟုတ်တယ်ကြည့်တဲ့လူရဲ့ပြောစကားကိုပဲနားထောင်ရမယ်နားထောင်ရမယ်နားထောင်ရမယ်ကျွန်တော်ပြောအဲ့ဒီလူကြီးကမားခဲ့မယ်ဆိုရင်ပေါ့မဟုတ်တာလောက်ခဲ့မယ်ဆိုရင်ပေါ့အဲ့ဒီမိကုံး အဲ့ဒီငယ်တဲ့သူကမှန်နေလို့ကြီးတဲ့လူကမှားတယ်ဆိုရင်ခင်ဗျားတို့ကြောတော့ဘယ်သူ့ကိုသွားပြီးတော့အခုညီတောင်းရမှာလဲဘယ်သူ့တအားကိုရမှာလဲသွားပြီးတော့အပြစ်ပြောရမှာဘယ်သူ့ကိုသွားအားကိုရမှာလဲဆိုတော့စိတ်တည်ဖြစ်နေတဲ့လူငယ်တွေကိုအဲ့ဒီအပေါ်ကြီးတဲ့လူကနိုင်တဲ့စင်းင်းနဲ့ပြောလာတဲ့အခါနှိမ်လာတဲ့အခါကျတော့အဲ့ဒီမှာသွားပြီးမြင်လိုက်တာကငါမိပါလဲဖြစ်နေတယ်ငါဦးလေးလည်းဖြစ်နေတယ်ကျွန်တော်တို့အစိုးရတရားမှာရှိတဲ့စနစ်ကမကောင်းတဲ့အခါကျတော့ကျွန်တော်တို့အောက်ချိန်မှာရှိတဲ့ လူငယ်လူငယ်တွေကျွန်တော်နိုင်ငံအဲအဲ့ဒီအချိန်မှာဘာလဲဆိုတော့အာမင်းတို့လူငယ်တွေရက်ကွာဟိုဟုတ်ဘာလဲကျက်စက်ချက်ကိုမီလို့လား2000ကိုမီလို့လားအဲ့လိုအဲ့လိုမျိုးနဲ့လာတာမျိုးတွေနဲ့ချင်းချောက်တာဒါဆိုကျွန်တော်တို့လူငယ်တွေအနေနဲ့ကဘယ်လိုအသိဉာဏ်မှန်ကန်တဲ့အသိဉာဏ်ဘယ်လိုရတော့မှာလဲအဲမှန်ကန်တဲ့အသိဉာဏ်ဘယ်လိုရပါဆိုတော့အဲ့ဒါကအာနာရှင်စနစ်အောက်မှာကျွန်တော်တို့စနစ်တကျရင်းတဲ့ခံရတယ်ပြောရင်းတဲ့ခံရတဲ့ဟိုလူငယ်ပြင်ကြပေါ့အေးပါအေးပါအခုဒီကျွန်တော်တို့ဒီ လူမှုဆက်ဆံရေးဆိုတာမှန်တကယ်ပြောမှဆိုရင်ကျွန်တော်တို့စနစ်တစ်ခုကနေလူမှုရေးဖြစ်လာစနစ်နဲ့လူမှုရေးပေါ့နော်လူမှုဆက်ဆံရေးဆိုတာကနိုင်ငံအုပ်ချုပ်တဲ့စနစ်နဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်ဗျာ။ဘာကြောင့်နိုင်ငံအုပ်ချုပ်တဲ့ဓာတ်ရိုက်ဆက်ဆက်လဲဆိုတော့အုပ်ချုပ်ရေးစနစ်ကောင်းတဲ့ကမ္ဘာနိုင်ငံအလွာအသီးသီးမှာဆိုရင်လူမှုဆက်ဆံရေးက90ရာခိုင်နှုန်းအများကြီးကောင်းတယ်။ဟုတ်တယ်ဟုတ်တယ်။ဘာကြောင့်လဲဆိုရင်မြန်မာနိုင်ငံကမြန်မာနိုင်ငံမှာဆိုကျွန်တော်ဟိုစနစ်ကောင်းတဲ့ကာလတစ်ခုကိုကြုံခဲ့ရတယ်။ဟုတ်တယ်ဟုတ်တယ်။ ပါတီတော်ဒီမိုကရေစီရွေးကောက်ပွဲမှာကျွန်တော်တို့အမေစုတက်တဲ့အချိန်ချိန်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့လူမှုဆက်ဆံရေးတွေကောင်းလာကြီးအဲ့ဒီအချိန်တုန်းကဘာကြောင့်ကောင်းလာလဲဆိုပညာရေးကြောင့်ကောင်းလာအဲဟုတ်တယ်ပညာရေးကကောင်းလာမင်းကပြောခဲ့တဲ့ပုံမှာဆိုရင်အမေစုတက်ခဲ့တဲ့ဟွာတက်တန်းတစ်ချောင်းတက်တန်းတစ်ချောင်းမှာခလေးတယောက်ကကျောင်းဝယ်ပို့လိုက်ဟုတ်တယ်စာအုပ်ဖို့ခဲတံဘူး ဘာမှမကုံဘူးအဲ့လိုမကုံရတဲ့အတွက်အဲ့ဒီကလေးတယောက်မှရှိတဲ့စိတ်ကပညာသင်စိတ်ကိုမိဘကတွန်းအားပေးလိုက်ဟုတ်တယ်အဲ့ဒီမိဘမှလည်းကလေးတယောက်အတွက်ကုံကြစေဆိုတာကိုမရှိတဲ့အတွက် fair play ဖြစ်တယ်ပေါ့ဗျာ fair play ဆိုတော့ဆရာမနဲ့မိဘဟာလူမှုဆက်ဆံရေးကောင်းသွားပြီအဲ့တော့မိဘကဆရာမကလူမှုဆက်ဆံရေးကောင်းမှုဆိုပြီးကလေးကိုတင်မဲ့ဆရာဆရာမဒီလေအားလုံး try ရကြပေါ့နော်ဟုတ်တယ်ဟုတ်တယ်သုံးပတ်သုံးမြင်တွေ့တယ်ဆက်ဆံလူမှုဆက်ဆံရေးပိုကောင်းလာတယ်အဲ့လိုမျိုး အခြေခံစနစ်ကနေအစလူမှုဆက်ဆံရေးကောင်းလာတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတနိုင်ငံကိုအဆင့်အဆင့်ဆင့်ကျက်သွားတဲ့အစိုးရဘိုင်းမှာလည်းဆက်ဆံရေးလူမှုဆက်ဆံရေးကပိုပြီးကောင်းမွန်လာတဲ့အနေအထားမျိုးတွေတွေ့လာတယ်။အဲ့လိုအနေအထားတွေ့တဲ့အရာကကျွန်တော်တို့ရခိုင်နှုန်းအပြင်50ရခိုင်နှုန်းပဲဒီမိုကရေစီအစ်စ်ကိုခံစားရတာခံစားရတာဒီမိုကရေစီစနစ်ကိုခံစားရတဲ့အကြောင်းပဲအခုတို့ခင်ဗျားတို့ကျွန်တော်တို့သိတဲ့အတိုင်းပဲ2021မှာဒီ စနစ်သိုးကိုတနည်းတကျပြန်ထွင်းလာ။သိုးဖြတ်ခြင်းနဲ့အာနာရှင်လူစုကအာနာလဲပြန်သိမ်းလိုက်တဲ့အချိန်မှာကျွန်တော်တို့အခုနောက်ပိုင်းမှာတွေ့ရတယ်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီလက်နက်ကင်နေတဲ့ကလေးတွေမှာအများဆုံးကြုံရတာဘာကြုံရလဲဆိုတော့ငါတို့လည်းအာနာရှင်တွန်းတော့နာပဲမင်းလည်းဘူပဲအာနာရှင်တွန်းတော့နာပဲမလေးမစားပုံစံမျိုးတွေဖြစ်ကုန်ကြတယ်အဲ့ဒီမလေးမစားပုံစံမျိုးကဘာလို့သွားပြောကျင်တာလဲဆိုကျွန်တော်ကလူမှုဆက်ဆံရေးဟုတ်တယ်လူမှုဆက်ဆံရေးမှာခொနကလူငယ်တယောက်မှာရှင်းတဲ့ကိုချင်းတရား ဟိုယူတီကန်ဆိုင်မှု respect ထားမှုဆိုတဲ့အရာတွေကိုကျွန်တော်တို့အာနာရှင်စနစ်ရောက်မှာပညာရေးစနစ်ကိုကောင်းကောင်းမတင်ပေးလိုက်တဲ့အတွက်ဒီလိုနေရာမျိုးတွေမှာကြီးသူကိုဘယ်လိုမျိုးဆက်ဆံရမလဲငယ်တဲ့ကိုဘယ်လိုဆက်ဆံရမလဲရွယ်သူတွေကိုဘယ်လိုဆက်ဆံရမလဲငါဒီခေါင်းစဉ်တစ်ခုရအာနာရှင်စနစ်ကိုတွန်းလှန်နေတဲ့ဆိုပေမဲ့ငါ့ဤအဖက်မှာရှိတဲ့ယာတုယကန်ရှိရတဲ့ကိုအမိတ်အာနာအေးကငါတို့ obedient မိနကံမှထားရမယ်ဆိုတော့ဟိုဆက်ဆံရင်းနေပေဒီမှာအရင်ညံပြင်းလာတာရှိဟုတ်တယ်အဲ့တော့အဲ့ဒီညံပြင်းလာတဲ့အရာတွေဟိုထပ်ပြီးဖြစ်တယ်ဆိုရင် ျွန်တော်တို့အာနာရှင်စနစ်ကကောင်းလားမကောင်းဘူးကြားလို့ခင်ဗျားတို့ကျွန်တော်တို့ကဒီစနစ်အောက်မှာဖြတ်တန်းခဲ့မှုတဲ့အတွက်အများကြီးကြုံခဲ့ရတယ်အများကြီးတွေးခဲ့ရတဲ့အတွက်ကျွန်တော်တို့ပြည်သူအစိုးရပြန်တက်တဲ့အချိန်ကျရင်ကျွန်တော်တို့ပညာရေးလူမှုရေးတွေအခြားအကြောင်းအခြားအခြားသောအကြောင်းအရာတွေမှာကျွန်တော်တို့အမိန်နာခံမှုတွေရှိရမယ်လူမှုဆက်ဆံရေးနယ်ပယ်တွေကောင်းမှသာလေနိုင်ငံတနိုင်ငံကကောင်းမွန်တဲ့စနစ်တစ်ခုနဲ့ဖြတ်တန်းနိုင်မယ်လို့ကျွန်တော်ကထင်တယ်ဗျဟုတ်တယ်ဘာတော့ကျင်တယ် ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့အခုတတော်မင်းများကဟိုခဏကျွန်တော်ပြောလို့ပေါ့ဟိုကြည့်ရတဲ့ပုံလူကြီးမရင်တော့ sorry sorry ကလေးမရင်တော့ဟိုရရန်ပြောမှာဆိုအဲ့လိုမျိုးစတိုင်တွေနဲ့ sorry ဆိုတာပုံမှန်ပြောရအောင်အေးပေါ့အဲ့လိုမျိုးစတိုင်တွေနဲ့ကြတော့တခြားနိုင်ငံမှာကြီးမဲ့တတော်မင်းများကြီးဒီလိုပုံစံပုံစံနေမဟုတ်ဘူးကိုတခြားနိုင်ငံနေဆိုရင်သူတို့တွေကလေးကိုဘယ်လောက်ထိဟိုအလေးနဲ့ထားလဲဆိုတာ ကလေးကိုဘလောက်ထိသူဟာနဲ့သူယက်တိနိုင်ဒါယက်တိနိုင်နေဆိုတာမမှန်ကကန်နဲ့အမှန်တရားမို့ယက်တိနိုင်အောင်ဆိုတာသူတို့တိတိကျစနစ်တကျနဲ့လုပ်ပေးတယ်ဗျာအခုကျွန်တော်တို့နိုင်ငံကဘယ်လိုမျိုးဖြစ်လဲဆိုတော့ကျွန်တော်တို့အကြောင်းစတဲ့တဲ့အချိန်တုန်းကဆိုရင်ဘယ်လိုလဲဆိုတော့ဟိုစာတင်ရတဲ့မျိုးပြန်လာရင်စားဖို့နေอืมလုံပန်းနေအောင်လုံပန်းနေရတာတမျိုးအဲ့ဒါကြောင့်ဒီဒီလိုမျိုးကလေးတရားဟာဒီပညာကိုခိုင်ခိုင်မာမာအောင်ဘယ်လိုမျိုးတည်ဆောက် ဘယ်လိုပုံစံနဲ့တည်ဆောက်လဲဘယ်လိုမျိုးတို့တက်လာအောင်လုပ်ပေးရမလဲဆိုတဲ့အရာမှာကျွန်တော်တို့အမေစုတက်တဲ့အချိန်မှာတော့ကောင်းကောင်းလေးဟုတ်တယ်ကောင်းကောင်းလေးဒါတော့ပြောသေးတယ်ပေါ့ခံစားလိုက်ရတော့ဘယ်လိုလုပ်ပေးလိုက်ဟိုဟာစာအုပ်ဖို့ခဲတာပေါ့ကုန်ကြစိတ်မှန်တယ်ဗျအကုန်လုံးကဆွေရက်ကတာဝန်ယူပေးထားတဲ့အတွက်အဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့ဆက်ဆိုင်ရေးနယ်ပယ်တွေမှာအရာအားလုံးတစ်ဆင့်တစ်ဆင့်ကောင်းကောင်းဟုတ်တယ်ဟုတ်တယ်နိုင်ငံဟာတိုးတက်မဲ့လမ်းကိုမြင်နေတဲ့အချိန်ခါမျိုးဖြစ်သွားတယ်2021မှာအာနာသိမ့်လိုက်တဲ့အတွက်ဒီလိုပုံစံမျိုးနဲ့ဘက်ကွက်ပေါ့နောက်ပြန်ဆုတ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့ ပညာရေးပဲဖြစ်ဖြစ်လူမှုရေးပဲစီးပွားရေးပဲဖြစ်ဖြစ်အကုန်လုံးအကုန်လုံးကပြန်ပြီးချုံယွင်းတဲ့အနေအထားမျိုးတွေကိုဖြစ်လာတယ်ခဏတပြုံလေးလေးနှစ်ကျော်ကာလဖြစ်တဲ့အချိန်ခါမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့အားမလျှော့ပဲနဲ့အရင်တုန်းကအမေစုလက်ထက်တုန်းကကြုံခဲ့ရတဲ့ပညာရေးစနစ်လူမှုရေးစနစ်စီးပွားရေးစနစ်အဲ့ဒီအရာတွေပြန်ပြီးလိုချင်နေဆိုရင်တက်ကြွသောစိတ်နဲ့စူးစီးညီညွတ်သောအရာမျိုးတွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပွဲရမပြီးသေးဘူးဟုတ်တယ်ဟုတ်တယ်ကျွန်တော်တွန်းလှန်ရင်ကျွန်တော်တကယ်အနှစ်သာရရှိတဲ့ဒီမိုကရေစီစနစ်ကို ရရှိမယ်လို့ကျွန်တော်တို့ဒီ Juju Channel ရနေကျွန်တော်ညီကုန်ရက်ကနေဟုတ်ကဲ့ message ပေးပါတယ်အဲ့ဒီအရာကိုလည်းကျွန်တော်ဒီညီချမ်းမှာဝင်ပြီးတော့စာလေးတွေပုံမှန်လေးတွေဝင်ရေးပြီးတော့အကြံပြုပေးလို့ရပါတယ်ဟိုကျွန်တော်တို့ TikTok မှာပြောပါလဲဟိုအမှန်တရားရဲ့နောက်ကအမှားတရားအမှားတရားဆိုတဲ့အရာတွေမဖြစ်ကြဘူးဟုတ်တယ်ဆိုရဘိုင်းကနေအောက်ဆုံးအထိမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားအားလုံး135မျိုးသောလူမျိုးအားလုံးဘာသာရေးဒီမျိုးပါသောလူအားလုံးညီညီညွတ်ညွတ်နဲ့ ဂျန်တုံးလေးတိတိလေးပဲရှိတယ်ဝိုင်းပြီးတော့အဲဂျန်တုံးလေးကိုတွန်းပေးကြပါလို့ပြောရင်လည်းဒီနေ့ကျွန်တော်တို့ဟုတ်ကဲ့ပါဒီတော့နဲ့ပဲဒီကောကြောက်ပါလေဟုတ်ကဲ့အားလုံးကောင်းသောနေ့ပါဗျာ